င်္ဂလာပါခင်ဗျရေကုတ်ခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်ဆက်အနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက် AMG တမနာနဲ့ KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲဖို့သဘောတူညီလိုက်ကြတယ်လို့နှစ်ဖက်စလုံးကတရားဝင်သတင်းထုတ်ပြန်လာပါတယ် KNU ဥက္ကဋ္ဌနဲ့ခေါင်းဆောင်တွေကိုအချက်ဖတ်စစ်တက်ကရွေးကောက်ပွဲဥပဒေနဲ့တရားစွဲအမှုဖွင့်နေတာဟာစစ်တက်ကတွေ့ယူတွေ့တဲ့နဲ့လုံမီလုံရာကင်မီကင်ရာရှောက်လုံနေတာဖြစ်ပြီး ဘာတစ်ခုမှထိရောက်မှုမရှိဘူးလို့ကဲညူပြောခွင့်ရဘလို့စော်တော်နီကပြောလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်ဆက်အနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်အယုံကြည်သမရနဲ့ကဲညူဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲဖို့သဘောတူညီလိုက်ကြတယ်လို့နှစ်ဖက်စလုံးကတရားဝင်သတင်းထုတ်ပြန်လာပါတယ်ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲအကြံဖတ်ဆက်အနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက် အမျိုးသားညအစိုးရ NG ရိုက်သမရဒူဝါလရှိလာနဲ့ GNU ဥက္ကဋ္ဌဘဒု software ထူဝင်းတို့တွဲဆုံဆွေးနွေးကြကြတယ်ဆိုပါတယ်။အဲ့ဒီတွဲဆုံမှုကနေဒေါ်လန်ရိတ်အင်အားစုတွေကြောင့်အခုထပ်ပိုပြီးစီးလုံးညှိညွတ်မှုနဲ့အတူတကွလက်တွဲပြီးတော့မြန်မာတိုင်းငံလုံးစာနာရှင်လက်အောက်ကနေအပိတိုင်လွတ်မြောက်ရေးနဲ့လွတ်လပ်မှုငြိမ်းချမ်းမှုလူမှုတာယာဝါပြောင်းမှုတို့ကိုပေါ်ဆောင်နိုင်မှုအတွက်အတူတကွဆက်လက်လက်တွဲသွားကြဖို့ကိုပါ အန်ယူဂျီတမရနဲ့ကန်ယူဥက္ကဋ္ဌတို့နှစ်ဖက်ခေါင်းဆောင်နှစ်ဦးစလုံးကသဘောတူညီခဲ့ကြတယ်လို့ထုတ်ပြန်ချက်တွေမှာဖော်ပြထားကြပါတယ်။အဲဒီလိုအန်ယူဂျီတမရနဲ့ကန်ယူဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးမှုအတွေ့အဓိကကတော့နယူးဒေါ်လာရဲ့အမြန်ဆုံးအောင်မြင်စေဖို့အတွက်ဒေါ်လာရဲ့အားစုတွေကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားကြမဲ့ဂန္ဓာတွေနဲ့ဆက်လင်းပြီးတော့လေအခြေတပွတ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်အန်ယူဂျီရောကန်ယူရောနှစ်ဖွဲ့စလုံးကလေလက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အကြောင်းကြေညာထားပြီး အဲ့ဒီအတူရောင်ရွေးကောက်ပွဲကြောင့်နိုင်ငံရေးပြဿနာတွေဟာဒစ်တပိုမိုရှုပ်ထွေးပြီးမြန်မာတိုင်းနိုင်ငံလုံးပဋိပက္ခတွေပိုမိုပြင်းထန်လာနိုင်တယ်လို့လည်းတရားဝင်ကြေညာချက်ထုတ်ပြန်တတိပေးထားပါသေးတယ်။တစ်ဖက်မှာတော့အကျဉ်းဖက်စစ်တကသူတို့လုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်သူမှန်သမျှအရေးယူမယ်လို့ကြေညာပြီးအကျဉ်းဖက်အဖွဲ့အဖြစ်ကြေညာတာတွေအမှုဖွင့်တာတွေကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်နေပြန်ပါလေခင်ဗျ။တစ်ဆက်ထဲမှာပဲ။ GNU ဥက္ကဋ္ဌနဲ့ခေါင်းဆောင်တွေကိုအကျန့်ဖက်စစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့တရားစွဲအမှုဖွင့်နေတာဟာစစ်တပ်ကတွေးယူတွေးတန်းနဲ့လုံမီလုံရာဂိုင်းမီဂိုင်းရရှောက်လုံနေတာဖြစ်ပြီးဘာတစ်ခုမှထိရောက်မှုမရှိဘူးလို့ GNU ပြောခွင့်ရဘရိုဆော့တော်နီကပြောလိုက်ပါတယ် GNU ဥက္ကဋ္ဌဘရိုဆော့ကွယ်ထူးဝင်းနဲ့ဗဟိုအလုံမှုဆောင်တွေအပါအဝင်73ဦးကိုဩဂုလ12ရက်နေ့ကရွေးကောက်ပွဲပြပြအောင်ဟောပြောတာတွေကြောင့်ဆိုပြီးအကျန့်ဖက်စစ်တပ်ကလှိုင်းပွဲမြို့မှာရဲစခန်းမှာအမှုဖွင့်ထားပြန်တာပါ အဲ့ဒီလိုစစ်တပ်ကခတ်တီတီနဲ့အမှုတော်ဖွင့်နေတဲ့သူတွေဟာ GNU ဥက္ကဋ္ဌဘဒုဆော့ဖ်ဝဲထူဝင်အပါဝင်အဖွဲ့ဝင်73ဦးပါဝင်ပြီးဒါကလည်းစစ်တပ်ကိုတိုင်ကတည်င်းထုတ်ပြန်ထားပါသေးတယ်။ဒါနဲ့ပတ်သက်ပြီး GNU ဘက်ကတော့လက်ရှိစစ်တပ်က GNU ခေါင်းဆောင်တွေအပါဝင်73ဦးကိုအမှုဖွင့်နေတာတွေဟာဘာတစ်ခုမှထိရောက်မှုမရှိပဲစစ်တပ်ကသွေးယူသွေးတက်နဲ့လုံမီလုံရဂိုင်းမီကိုင်းရရှောက်လုံနေတာဖြစ်တယ်လို့ GNU ပြောခွင့်ရဘဒုဆော့တော်နီကပြောထားပါလိမ့်။ဒါအပြင် လက်ရှိစစ်တပ်က KNU ခေါင်းဆောင်အပါဝင်အဖွဲ့ဝင်တွေကိုခတ်တီတီနဲ့အမှုဖွင့်တာတွေလုပ်နေတာဟာနိုင်ငံရေးအရာကြည့်ရင်လေသူတို့စစ်တပ်ဘက်ကတော်တော်ကိုချွတ်ချုံကြနေတာကိုမြင်ရပြီးဘလို့မှအားကိုးစရာမရှိတော့တဲ့အနေအထားဖြစ်နေသလိုအဓိကကတော့သူတို့စစ်တပ်ကလုံမီလုံရ၊ကင်မီကင်ရနဲ့ဘာမှထိရောက်မှုမရှိတဲ့ဟာတွေကိုရှောက်လုံနေတာသာဖြစ်တယ်လို့ KNU ဗဟိုအလုံမှုဆောင်ဘလို့စော်တော်နီကတုံ့တက်ပြောဆိုထားပါတယ်။ လက်ရှိအကြံဖတ်စစ်တဲ့အတွက်ကတော့သူတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲဟာသူတို့အတွက်ကောက်ရိုးတမြင်တာဖြစ်ပြီးအတင်းဆောင်မခံနိုင်တဲ့နောက်ဆုံးအနေအထားဖြစ်နေသလိုအဲ့ဒီရွေးကောက်ပွဲလှုပ်လို့ရအောင်ဆိုပြီးတော့လေသူတို့စစ်တဲ့ဘက်ကတနိုင်ငံလုံးထိုးစစ်ဆင်နေပြီးမဲ့လေဒါဟာရေတူတာဖြစ်ပြီးရေရှိမှအလုံမဖြစ်ဘူးလို့ GNU ပြောခွင့်ရဘလို့ Sort Tony ကပြောထားပါသေးတယ်လက်ရှိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာလေတကယ်တမ်းကဘလို့မှတရားဝင်မှုမရှိသလို့ တနိုင်ငံလုံးကပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲမျိုးလည်းမဟုတ်တဲ့အတွက် GNU အနေနဲ့ကတော့စစ်တပ်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်မခံသလိုအဲ့ဒီရွေးကောက်ပွဲကြောင့်ပဲနိုင်ငံအတွင်းပြည်ပကတွေပုံမှုပြင်းထန်လာမှာဖြစ်တယ်လို့ GNU ကတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ကအောင်ချမ်းသာခြေရွာကိုမိရှုဖျက်ဆီးထားတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကို တော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမို့ရမှာစစ်တပ်ဘက်က73ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးကာဘိုးရွာတဲကိုပြန်ဆုတ်ပြေးသွားကြတယ်လို့ဒေတာတွင်းတော်လန်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ23ရက်နေ့ကပဲကမ်လူမျိုးနဲ့ကာဘိုးချေရွာကနေထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းဟာအောင်ချမ်းသာချေရွာကိုဝင်ရောက်ပြီးပြည်တော်ပစ္စည်းတွေကိုခိုးယူတဲဆောင်ပြီးမှနေအိမ်တွေကိုမိရှုဖျက်ဆီးတွားကြတယ်ဆိုပါတယ်အဲ့ဒီလို့ အောင်ချမ်းသာကြေးရွာကိုမိရှုပြီးပြန်ထွက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကလမ်းကနေကြားဖြတ်တိုက်ခိုက်ချင်းမှုရမှာစစ်တပ်ဘက်က73ဦးကတော့အသီးသီးတိတ်ကုန်ကြပြီတဲ့နော်စစ်ကြောင်းတစ်ကြောင်းလုံးဟာကာဘုတ်ကြေးရွာတွေကိုအကုန်လုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ဒေတာတွေတော်လန်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိကမ်ဘလူးမြို့နယ်မှာတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ချင်းနေတဲ့အတွက်တိုက်ပွဲနဲ့မဆိုင်တဲ့ကမ်ဘလူးမြို့နယ်မှာရှိတဲ့ပြည်သူတွေနေထိုင်ရာကြေးရွာတွေကို လေကြောင်းကနေဘုံကျဲတာတွေလက်နဲ့ကြီးနဲ့ပြစ်ခတ်တာတွေမြေပြင်စစ်ကြောင်းထိုးတာတွေလုပ်ပြီးခြေရွာတွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေကြတာဖြစ်တယ်လို့တကယ်တမ်းလက်နဲ့ကင်ထားတဲ့တော်လန်ရေးတပ်တွေနဲ့ထိတ်တိုက်တွေ့ရင်တော့အခုလိုပဲသူတို့စစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ပြန်ဆုတ်ပြေးနေရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းရှင်းမိကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလေ တရင်တိုင်းတိုင်းကဘိမ့်မြုံကနေတရင်တိုင်းမြို့ဘက်ကိုရိတ်ခါပို့ပို့လာတဲ့အချက်ဖက်စစ်သားတွေပါကာနစီကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်မှုတွေရှိသွားပြန်တယ်လို့မိုးခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲဘိမ့်မြုံဘက်ကနေတရင်တိုင်းမြို့ဘက်ကိုရိတ်ခါပို့ပို့မောင်းနေလာတဲ့အချက်ဖက်စစ်သားတွေပါရိတ်ခါကနှစ်စီးကိုဒေါ်လန်ရေးတပ်တွေကရမ်ဖူချေးရွာရမ်ဖူတံတားကြီးအရောက်မှာကြားဖြတ်တိုက်ခိုက်ချင်မှုခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွေ့ဒေါ်လာရင်းတက်တွေကအသင့်ထောင်ထားတဲ့ဖြတ်အားပြင်းမိုင်းတွေပါအသုံးပြုပြီးတော့လန်ဒန်ငယ်တွေနဲ့ဝိုင်ဝန်းပစ်ခတ် တက်ခတ်ရမှာအချင်းဖတ်စစ်တပ်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်တဲ့အချိန်စစ်တပ်ကထိကိုက်မှုတွေပါရှိသွားရုံနဲ့မကလန်ကင်းချထားတဲ့စစ်သားတွေပါထွက်ပြေးသွားကြတယ်လို့ဘုခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိတင်းသားတိုင်းပတ်မှာတော့ဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကစစ်ကြောင်းထိုးတာတွေလည်းမကြာခဏလုပ်နေပြီမဲ့ဒေါ်လာရင်းတက်တွေကိုဘလို့မှမကြော်နိုင်ပဲ သူတို့စစ်တပ်စစ်ကြောင်းတွေပဲနှီးပေါင်းစုံနဲ့တိုက်ခိုက်ခံနေရတဲ့အခြေအနေတွေသာဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းပေါင်းမြို့နယ်ကရသပြည်သူတွေနေထိုင်ရာပလောင်ကျေးရွာမှာအချက်ဖက်စစ်တပ်ကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတဲ့နောက်လက်လုံတနက်တွေနဲ့အတူဓာတ်ပုံရိုက်ပြီးတော့ PDF တွေဆိုပြီးလိန်လဲဝါဒဖြန့်နေပြန်တယ်လို့ဒေတာကန်ပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲ ပေါင်းမြို့နယ်ကရသပီဒရီနေထိုင်ရာပလောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတနက်တွေပစ်ဖောက်ပြီးဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ကျေးရွာတွေကနေထွက်ပြေးလို့မလွတ်တဲ့ပြည်သူ၃ဦးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်လိုက်ကြတယ်ဆိုပါတယ်။အဲ့ဒီနောက်ပြည်သူတွေရဲ့ရုပ်လောင်းတွေပြီးမှာသူတို့စစ်တပ်ကယူလာတဲ့လက်လုံတနက်တွေကိုချပြီးတော့ဓက်ပုံတွေရိုက်ယူပြီးသူတို့တပ်ဖြတ်လိုက်တဲ့ပြည်သူတွေကို PDF တွေဆိုပြီးတော့လိန်လေဝါရဖြတ်နေကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါနဲ့ပတ်သက်ပြီး တော်လိုင်းတက်ဖွဲ့သတင်းရင်းမြစ်ကလည်းလက်ရှိစစ်တပ်ကဓပုံတဲမှာချပြထားတဲ့လက်လုံတနက်တွေဟာလက်ရှိ PDF တက်တွေကအဲ့ဒီလိုတနက်တွေကိုကင်နေအဆင်မဟုတ်တော့ဘဲစစ်တပ်ကချပြထားတဲ့လက်လုံတနက်တွေဟာဘယ်ကယူလာတဲ့တနက်အစုပ်တွေလဲမသိဘူးလို့တော်လိုင်းတက်ဖွဲ့သတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်အဲ့ဒီလိုခြေရွာနေပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးဝါဒဖြန့်နေတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းဟာပေါ့ချောက်အထက်စုခြေရွာနေပြည်သူ၂ဦးကိုလည်းတပ်ဖြတ်ခဲ့ကြတဲ့စစ်ကြောင်းဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းကမ်ပလူးမြို့နယ်မှာစစ်ရှောင်းတွေနေထိုင်တဲ့ကြည်စုကျေးရွာစတင်ကျောင်းကိုအချက်ဖက်စစ်တပ်ကလေနဲ့ပုံကျဲသွားမှုကြောင့်ဒဏ်ရာရထားတဲ့အထက်ကပြည်သူတို့ထပ်မံတိုက်ဆုံတော်ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါရတယ်။ဒါကတော့စက်တင်ဘာလ22ရက်နေ့ကပဲအချက်ဖက်စစ်တပ်ကကမ်ပလူးမြို့နယ်မှာစစ်ရှောင်းတွေနေထိုင်တဲ့ကြည်စုကျေးရွာစတင်ကျောင်းကိုလေနဲ့လာပြီးပုံကျဲသွားမှုအတွင်အသက်55နှစ်အရွယ်ဒေါက်တာအေးတိုက်ဆုံခဲ့ပြီး နောက်ထပ်ပြည်သူ18ဦးကဒဏ်ရာရရခဲ့ကြပါတယ်။အဲ့ဒီလိုဒဏ်ရာရထားတဲ့ပြည်သူတွေတဲကနောက်ထပ်ပြည်သူတဦးဟာစက်တင်ဘာလ23ရက်နေ့ကပဲထပ်မံတည်ဆုံသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။ဒါပြင်အဲ့ဒီစက်တင်ဘာလ23ရက်နေ့မှာပဲကမ်ဘလူးမြို့နယ်ကဘူးချေးရွာကနေထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းဟာရဲသားပြည်သူတွေနေထိုင်ရအောင်ချမ်းသာချေးရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ကြတယ်လို့လက်တော်သိရှိထားချက်အရ နေအိမ်10လုံးလောက်ဟာမိလုံပြကြသွားခဲ့ရပြီလို့လေဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကကြက်သားဆက်ယုံတရုတ်မှာမြန်မာလူသမား2000ဝန်းကျင်လောက်ဟာလုံအားကအပြည့်အဝမရပဲလုပ်ငန်းခွင်ဖိနှိပ်မှုတွေကြုံနေရတယ်လို့မြန်မာလူသမားတွေကရန်ကုန်ခေတ္တကိုဆက်သွယ်ပြောဆိုလာပါတယ်ဒါကတော့ထိုင်းနိုင်ငံကချွန်ပူလီမှာရှိတဲ့ GFPT ကြက်သားဆက်ယုံမှာအလုတ်လုံနေတဲ့တရုတ်ဝင်မြန်မာလူသမား2000ဝန်းကျင်လောက်ဟာလုံအားကအပြည့်အဝမရတာတွေ အလုပ်ဝင်ပြီးမှလှုပ်အားကားကိုပုတ်ပြက်စနစ်နဲ့ပြောင်းလဲလိုက်တာတွေနဲ့လုပ်ငန်းဝင်ဖိနှိပ်မှုတွေကြုံနေရတယ်လို့အဲ့ဒီစက်ရုံမှာ လုတ်ကင်နေတဲ့မြန်မာအလုပ်သမားတွေကပြောပါတယ်။အဲ့ဒီကြက်သားစက်ရုံမှာကမ္ဘောဒီးယားနိုင်ငံသားတွေလည်းရှိပြီးလုပ်ငန်းဝင်မှာခွဲခြားဆက်ဆံမှုတွေအကြီးအကျယ်ဖြစ်နေတယ်လို့လှုပ်အားကားကိုအပြည့်မပေးပဲမတရားဖိနှိပ်ပြီးအလုပ်သမားတွေကိုခိုင်းစေမှုတွေကြောင့်ကောင်းခံပြောဆိုတဲ့အလုသမားတွေကိုလည်းစက်ယုံကနေထုတ်ပြတာတွေပါလုပ်နေတဲ့အတွက်ဖိနှိပ်မှုတွေကြားတဲ့ကတီးခံပြီးဆက်လုံနေရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်လို့ ဲ့ဒီစက်ယုံမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေကပြောထားပါတယ်။ဒါအပြင်စက်ယုံကပေးထားတဲ့အလုပ်သမားတွေနေတဲ့အခန်းတွေအတွက်ကိုလည်းအခန်းကအပြင်ဇပုံငွေတွေပါထပ်ပြီးအတင်းကျပ်တောင်းတာပြန်တဲ့အတွက်အလုတ်စမဝင်ခင်ပွဲစားတွေနဲ့အလုတ်ကမန်နေဂျာတွေအစီအွေခံနေပြောတဲ့လစာလည်းမရသလိုအလုတ်ထဲမှာလည်းနှီးပေါင်းစုံဖိနှိပ်ခံနေရတဲ့အတွက်အဲ့ဒီစိတ်ယုံမှလုံနေတဲ့တရားဝင်မြန်မာလူသမား2000ကျော်ဟာတော်တော်လေးကိုအခက်အခဲဖြစ်နေပြီလူသမားရေဆောင်ရွက်သူတွေရဲ့အကူအညီလည်းလိုအပ်နေပါတယ်လို့ စက်ရုံမှာလုပ်နေတဲ့မြန်မာအလုပ်သမားတွေကပြောထားကြပါလိမ့်ခင်ဗျ။โอเคဒါကတော့ရေုံခစ်တစ်ကနေဒီနေ့နေ့လေးဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ